ဒီနေ့ကျွန်တော်ကခင်ဗျားတို့ကိုပုံမြင်လေးတစ်ပုဒ်ပြပြပေးမယ်။ဒီပုံမြင်လေးကိုနားထောင်ပြီးတော့ခင်ဗျားတို့တွေးစရာတခုခုရလာလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဆိုတော့ဆက်လိုက်ရအောင်။တရက်မှာလူ9ယောက်ကခီးတစ်ခုကိုတူတူသွားခဲ့ကြပါတယ်။ဒါပေမဲ့လမ်းမှာမိုးရွာတားထဲတာတဲ့အတွက်တပိတစ်ခုအောက်ကိုဝန်ခိုးခဲ့ကြပါတယ်။ဒါပေမဲ့မိုးကမဆဲသွားပဲနဲ့ဒါအသေးတာတဲ့အပြင်သူတို့နီးနားပတ်ဝန်းကျင်ကိုမိုးကြိုးတွေရမ်းပစ်လာပါတော့တယ် ဘိုးချိုးကအရန်ကပ်ပြစ်နေပြီတရက်ဆက်ဖြစ်နေတဲ့အတွက်၅ယောက်တည်းကလူကြီးတယောက်ကပုံမှန်မဟုတ်မဲသတိထားမိလာပါတော့တယ်သူကငါတို့ဘွယ်ထဲမှာတယောက်ယောက်ကတော့အမှားဖြစ်နေပြီထင်တယ်စစ်ဆေးမရတော့မယ်ဆိုပြီးတော့မလန်းမကန်သဘင်တစ်ခုစီကိုတယောက်ချင်းသွားကြည့်ပြီးစမ်းတပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒါကိုလည်းအားလုံးကလက်ခံလိုက်ကြပြီးစမ်းတပ်ပါတော့တယ် ပထမတစ်ယောက်သွားတယ်ပြန်လာတယ်ပေါ့နော်ဘာမှမဖြစ်ဘူးဒုတိယတစ်ယောက်တက်သွားတယ်ပြန်လာတယ်ဘာမှမဖြစ်ဘူးဒီလိုနဲ့သွားကြရင်ဒီယောက်မြောက်ပြီးတော့၅ယောက်မြောက်ကောင်းလေးနဲ့ရောက်လာတဲ့အခါမှာတော့ကောင်းလေးကသူ့ရဲ့ကြံတာဖြစ်တဲ့အတွက်သူ့ကြောက်ဆိုပြီးအားလုံးကဝိုင်းပစ်တင်ပြီးအတင်းတွန်းလို့ကြပါတယ်ကောင်းလေးကလည်းအရန်ကြောက်လန့်ပြီးရုန်းကန်နေခဲ့ပါတယ်ဒါပေမဲ့အများနဲ့တယောက်မို့ဘလို့မှမတတ်နိုင်တော့ပဲနောက်ဆုံးတော့သွားဖို့ဆုံးဖြတ်လိုက်ရပါတော့တယ်ကောင်းလေးကသူ့မိဘတွေကိုပြန်မတွေ့ရတော့မှန်တီးပြီးရန်တရိယာကဝူကျင်းနေပါတော့တယ် ပြီးတော့သူတို့စုရနေတဲ့တပိစီရနေအားကိုပြည့်တက်လာခဲ့ပါတော့တယ်။ပြီးနေတဲ့တစ်ချောင်းလုံးလည်းဒါကြောက်လန့်နေပြီးလဲကြမလို့တော့ဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့တပတ်ပင်ကြီးစီကိုသူဟာဆက်လိုက်မြဲမြဲရောက်သွားခဲ့ပါတယ်။သူရောက်သွားတဲ့တပိုင်နဲ့ဟိုဘက်ကလူတွေရောက်စုနေတဲ့ပင်အားကိုပြစ်ချလိုက်ပါတော့တယ်။စုရနေကြတဲ့အပင်းနဲ့တကွာကျန်းကင်းတဲ့လူတွေရောက်လုံးလည်းပြည့်စည်တဲ့ဆုံးရောက်ခဲ့ရပါတော့တယ်။ဒါကိုကောင်းလေးရရန်အံ့ဩနေခဲ့ပါတော့တယ်။ တကယ်တော့ကောင်းလေးပါနေတဲ့အတွက်မိုးရွာသူတို့ကိုမပစ်တာဖြစ်ပြီးတော့ကောင်းလေးကိုပဲတော့လိုက်မှာဒါသူတို့ရဲ့အမှုသူအချိုးပေးကြအောင်တစုတစီရဲ့မိုးကြိုးအပြစ်ခံခဲ့ရပြီးတော့တိတ်ဆုံးခဲ့ကြပါဒီလိုပဲတချို့နေရာတွေမှာလည်းကိုပါနေလို့စေပြေနေအောင်လူတွေကတန်ဖို့နားမလဲပဲကိုနောက်ကွယ်မှာဝိုင်းပြစ်တင်နေအောင်ကြုံကြပါပါပြီးတော့တခါတလေမှာကိုကသူများရဲ့လိုမဖြစ်လာလို့စိတ်ဓာတ်မကြပါနဲ့ဒါအာနုတက်ပူကြီးတာတော်လာဖို့အတွက်ခက်ခဲကြုံနေရတာလည်းဖြစ်နိုင်ပါတယ်ဆိုတော့ဒီပုံမြင်ကိုတားတောင်ပြီးတော့ခင်ဗျားစိတ်ထဲမှာဘယ်လိုတွေတွေးမိလဲ comment မှာ share ခဲ့ကြပါအောင်เนาะဒါဆိုရင်နောက်မှတွေ့